ားလုံးမင်္ဂလာပါပြီးခဲ့တဲ့မင်းနေဆက်ရက်က KIA တို့ရဲ့ Y1 ပိတ်ဆို့တက်ခဲမှုကိုခံနေရတဲ့ဗမောစကခ21ကိုထောက်ပို့လာတဲ့စစ်ကောင်စီရဲ့ MI70 ရဟယာ20ကို KIA ဥဆောင်တဲ့ဒေါ်လိုင်းတက်တွေကပြစ်ချခဲ့ပါတယ်ရဟယာ3စီးလာရမှာ2စီးကို KIA ဥဆောင်တဲ့ဒေါ်လိုင်းတက်တွေကပြစ်ချနိုင်ခဲ့တာပါပစိကရွှေကူခလာရ50ကျက်တက်ရင်ပေါ်လုံးကွင်းတွေကိုဗီရဆောင်အနေထားနဲ့ဆင်းသက်လိုက်ရပြီးတော့နောက်တစ်စီးကတော့ရွှေကူမြို့အရှိဘ14မိုင်အကွာကတောအုပ်ထဲကိုပြက်ကျသွားခဲ့ပါတယ် ရရင်မူးနဲ့လိုက်ပါလာသူအားလုံးစုစုပေါင်း၁၈ဦးနဲ့မင်းနဲ့တည်ဆုံခဲ့ကြပါတယ်။အားလုံးဒီဘက်ဟာမြေသူမြေဝါခွဲလို့မရတော့အောင်မိလောင်ကျွမ်းသွားခဲ့ပြီးတဦးတယောက်မှအသက်ရှင်လွတ်မြောက်ခဲ့သူမရှိခဲ့ပါဘူး။ဒါဟာဒီဖြစ်စဉ်ပတိုင်းရင်ဒီဘဲဦးရိန်မှာဖြစ်စဉ်ကြောင့်စင်မကောင်းဝမ်းတဲ့နေရာကနေစစ်ကောင်စီကိုလက်စားချီနိုင်လိုက်ပြီးဆိုပြီးပြည်သူအများစုကပျော်ရွှင်ခဲ့ရပါတယ်။စစ်ကောင်စီနဲ့သူ့ရဲ့လော်ဘီတက်တိုက်ဟာထုံးစံအနိုင်စွန့်ညင်းခဲ့ပါသေးတယ်။ နော်ဘူးတို့ကကျွန်တော်ပြစ်လိုက်တာလို့တော့ပြောတယ်ဘာလဲ6လုံးပြည့်နဲ့ပြစ်တာလားမြားနဲ့ပြစ်တာလားဒါကဘာလဲဟိုမန်ပတ်နဲ့ပြစ်တာလားဘာနဲ့ပြစ်တာလဲဆိုတော့ဒါတို့သူမရှင်းပြနိုင်ဘူးကျွန်တော်ပြက်ကြရောတဲ့သတင်းကြားတဲ့ခါမှာအသက်တန်ပျော်ပြီးတော့သူတို့သူတို့ပြစ်ချတယ်ဆိုပြီးတော့ခဏရောချတယ်လို့ရကျွန်တော်အဲ့လိုပဲမြင်တယ်ဘောအဲ့လိုမြင်တယ်အဲ့တော့လောလောဆယ်တော့15မိုင်ကအကွာတောအုပ်ထဲမှာကြားတယ်လို့သူဘက်ကပြောဆိုနေတာတွေ့ရတယ်။တကယ်ပဲပြစ်ချနိုင်ခဲ့တယ်ဆိုရင်ခင်ဗျားအနေနဲ့ကျတော့တပ်ပုတ်ထုတ်ပြပါ။ဒါပေမဲ့နောက်တနေ့ social media မှာပြန့်လာတဲ့စစ်ကောင်စီရဲ့ MI17 ကို FBB ဒုံးတစ်စင်းက ဝင်ရောက်တိုက်ခတ်လိုက်တဲ့ဗီဒီယိုထွက်ပေါ်လာချိန်မှာတော့စစ်ကောင်စီနဲ့သူ့ရဲ့လော်ဘီတွေဟာလက်စပ်ပုတ်တွေပိတ်သွားခဲ့ကြပါတယ်29ရက်နေ့မှာတော့ဖီကူကလာရဲ့50ကျောက်ဘလုံးဝင်းတဲ့ကိုဆင်းသက်လိုက်ရတဲ့လေရင်ကိုဒုံးနဲ့တိုက်ခတ်ချက်စီးလိုက်တဲ့မှတ်တမ်းတပ်ပုံတွေကို KIA ဘက်ကဆက်လက်ထုတ်ပြန်လာပါတယ်ဒီ FPV ဒရုန်းတစ်စိမ်းရဲ့တန်ကြီးဟာအမေရိကန်ဒေါ်လာ300ကနေအထောင်ကျပဲရှိပါတယ်မြန်မာငွေနဲ့ဆိုရင်12သိန်းကနေ350ကျောက်လောက်ရှိတာပါစစ်ကောင်စီအသုံးပြုနေတဲ့မီဆမ်နီဟန်ရဲ့တစ်စိမ်းရဲ့တန်ကြီးကတော့ မေရိကန်ဒေါ်လာတန်30မြန်မာကျပ်ငွေနဲ့ဆိုရင်သိန်းပေါင်း3သိန်းခွဲကျော်လောက်ရှိနေပါတယ်။ဒီ FQB ဒုံးတွေကိုနိုင်ငံတကာ e-commerce ဆိုဝဲတွေအနေနဲ့တဆင့်အစိပ်ပိုင်းတစ်ခုကြီးစီကိုအလွယ်တကူဝယ်ယူရရှိနိုင်ပြီးတော့မိမိကိုယ်တိုင်မြေပြင်အခြေအနေနဲ့ကန့်ညီအောင်စိတ်တိုင်းနဲ့ custom တက်ဆင်အသုံးပြုနိုင်ပါတယ်။လိုဒက်ကမ်ယူဟာမြန်မာပြည်ဝိစကအစကနုံမှုတ်ခဲ့ပါဘူး ယူကရိန်းရဲ့စစ်ပွဲတွေမှာရုရှားတို့ရဲ့တန်ကြီးကြီးစစ်လက်နက်ပစ္စည်းတွေနဲ့ဒေသခြေဆိုင်စခန်းတွေကိုယူကရိန်းတွေဘက်ကကွန်မြတ်တက်တာတဲ့ FPV drone ပါဝင်တခြားတိုက်ခိုက်ရေး drone တွေနဲ့တိုက်ခိုက်ဖျက်ဆီးပြခဲ့ပြီးရုရှားတို့ကိုအထင်အားစေခဲ့ပါတယ်။ပင်လယ်နယ်ထက်ကရုရှားတို့ရဲ့ခင်မီရေတဲ့တင်မိုးတွေကိုရုရှားတို့ရဲ့မောင်းတုံးမဲ့ကာမီကာဇီအပေါ်စားချက်ပြေးရေးရင်တွေနဲ့ဝင်ရောက်တိုက်ခိုက်နှိမ့်ညွတ်ခဲ့တယ်လို့ခရမီးယားကရုရှားတို့ရဲ့ရေတိုက်ခြေဆိုင်စခန်းတွေကိုပါအဆိုပါကာမီကာဇီတွေအပေါ်ဝင်မစ်ဇိုင်းတွေနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာကြောင့် ပင်လယ်နက်နဲ့ခရိုင်းမီးယားမှာရုဆာရည်တဲ့ရှေးချမရအောင်ဖြစ်ခဲ့ရပါတယ်။ယူကရိန်းကကမ္ဘာမှာပထမဆုံးတိုက်ခိုက်မှုလို့ဆိုရမယ်။ရုဆာတို့ရဲ့နမီဂျိုဆူ30ကြက်တိုက်လေယာဉ်ကိုရုဆာပိုင်နဲ့ဝင်ဟင်အတွင်းမှာပဲဒရုန်းနဲ့တိုက်ခိုက်ဖြက်ဆီးပြနိုင်ခဲ့ပါတယ်။ဒီတိုက်ခိုက်ခဲ့တဲ့ဗီဒီယိုကိုယူကရိန်းကဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပြီးတစ်ကမ္ဘာလုံးကိုအန်အော့မင်သက်စေခဲ့ပါတယ်။ညံနှုံးမြစူပါဆိုနစ်စစ်တာနဲ့ကျင်းနောက်ကိုဒုံးကျင်တဲ့အန်ရယ်ပေးနိုင်တဲ့အရာတွေကတ်လာရင်လူတွေအရှက်ပြတဲ့ခင်မီရာတွေပါတဲ့ အတတီချတိုက်လင်းကိုယူကရိန်းတို့ကဝင်းရင်ပေါ်မှာတင်းဒုံးတစင်းနဲ့ဝင်းရောက်တိုက်ခတ်ဖျက်ဆီးနိုင်ခဲ့တာတခါကဘာမှပထမဆုံးလို့ဆိုရမှာပါအနာကဝင်းရင်စီးချင်းတိုက်ပွဲတွေမှာတန်ကြီးကြီးလင်းအနေနဲ့အပြိုင်ဒီပညာမြင့်ဒုံးတွေလည်းအေးပါလာဖို့တကြတဲ့လောက်ရှိနေပါတယ်ရုရှားယူကရိန်းရှေ့တန်းစစ်မြေနာဟာလည်းဒုံးတွေနဲ့ပဲအပြန်အလှန်ကြီးကျယ်တိုက်ခိုက်လာနေကြပါတယ် ယူကရိန်းရုရှားစစ်ပွဲနည်းကိုမြန်မာပြည်တွင်းစစ်မှန်တဲ့ဒုံးတွေဟာနောက်ဆုံးကိုအိုက်ဝဲအဖြစ်ပြောင်းပွေနိုင်တဲ့ဂိမ်းရှင်ညာဖြစ်လာပါတယ်။ခင်မီလေရင်တွေလက်နက်ကြီးတွေမစ်ဆိုင်းတွေမပိုင်ဆိုင်တဲ့ထိုလိုင်းတပ်ဖွဲ့တွေအတွက်ပို့ပြီးတော့ဒုံးဟာရေးပါလာပါတယ်။ KIA ရဲ့ဗမော်မျိုးသိန်းတိုက်ပွဲမှာစစ်ကောင်စီရဲ့ဒုံးနဲ့ကင်းထောက်ရှင်မုံမှုတွေကြောင့်နောက်ဆုံးလက်ကျန်စကခ21ကိုတင်ပိုက်ဖို့ထိုလိုင်းတပ်တွေဘက်ကအခက်အခဲများပြားနဲ့ရင်ဆိုင်နေရပါတယ်။စစ်ကောင်စီကဗမော်မျိုးတွေမှာဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ သူ့ရဲ့တပ်သားတွေကိုအရင်ကလေရင်ပေါ်ကနေအဲ့တော့ရှာပြီးနေရာမှပြီးခဲ့တဲ့ရတရပတ်များမှာတော့ယေရှုမိယဟယင်းနေဆင်းသက်ရှာပြီးလာတာပါ။ဘယံရသတိတွေကိုလည်းအစိုးရယဟယင်းနေနဲ့ပဲပြန်လေတည်ဆောင်သွားကြပါတယ်။ဒါပေမဲ့နောက်ဆုံးတဲ့ကျင်ဆင်းသက်မှုမှာတော့စစ်ကောင်စီယဟယင်းတွေဟာ KIA ရဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံရပြီးအဲဒီကဒဇင်းကတော့ KIA တို့ရဲ့ FPV drone နဲ့ ရဟယင်ရဲ့ပန်က join ကိုဝင်တိုက်ခိုက်ခဲ့ပါတယ်ဒီနေရာမှာ အပွေပြီးမောင်းနေသူရဲ့ရဟယင်ပန်က join ကိုဝင်တိုက်မဲ့စစ်ကူးစိတ်တန်းနဲ့ဘလို့ position ကနေဝင်တိုက်ရမလဲဆိုတဲ့ဆုံးဖြတ်ချက်ဟာမရှိကျူးပဲနေလို့မရပါဘူးဒီ summary တွေဟာလက်နက်ငယ်နဲ့ပြစ်ခတ်မှုအပေါ်ခံနိုင်ရှိုံသာမကသူတို့ရဲ့ body လည်းအပြင်ကလာတဲ့အသေးစားပောက်ကွဲမှုတွေကိုခံနိုင်ရှိပါတယ်နောက်တစ်ချက်က MI Sunny တွေရဲ့အပြင်းနဲ့ပန်ကလေရပါ ဝင်တိုက်တဲ့အရှိန်ဟာတော်လရဲ့ဖွဲ့ရဲ့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ဝိုင်းဝန်းပစ်ကတ်ခံရလို့ရေပြင်အထိမဆင်းပဲရေပြင်အထက်ခနိနှင်းကနေပစ္စည်းတွေရှာပြီးတန်းပြန်တက်ဖို့လုပ်နေတာကြောင့်ရဟတ်ရင်ကိုဆက်တက်မထားပါဘူးအမိုင်ဆမ်ရီရဲ့ပန်ဂါလီယားဟာအနည်းငယ်ကယာရီကိုလွင့်ပြန်ထွက်သွားနိုင်လောက်တဲ့အထိတွန်းအားများပါတယ်ဒီဆက်ကိုသတိပြုမိတဲ့ဒုံမောင်းနေသူဟာဒီတွန်းအားကနေလွတ်အောင်ရဟတ်ရင်စီကိုဘေးတိုက်မဝင်ပဲ တွန်းအားနေတဲ့ပန်းကအပေါ်ဘက်ကနေပန်းက join ကိုတက်တက်ဝင်တိုက်လိုက်တာကြောင့်အတိုက်ခံလိုက်ရတဲ့နေရာမှာအသေးစားပေါက်ကွဲမှုဖြစ်ပြီးရဲရင်ကိုချက်ချင်းပြန်မောင်းထွက်သွားလိုက်ရပါတယ်ဒါပေမဲ့အခါနှောင့်သွားခဲ့ပါပြီဝင်းဝော်ရောက်မှတော့လုံးဝထိန်းသိမ်းလို့မရတော့ပဲတိုးတွေကိုထိုးကြပျက်စီးသွားခဲ့ရပါတယ်ကျူဂရီမှာစွတ်တာဒီဂျက်တိုက်လေရင်ကိုကပ္ပာမှာပထမဆုံးဝေဟင်မိုတိုက်ခိုက်ချိန်မုံပြခဲ့တယ်လို့မြမပြင်းစစ်မှလည်း ဝင်းအပေါ်မှာတဲ့ဒုံးတစ်စိမ့်နဲ့ဝင်ရောက်တိုက်ခိုက်ပြတာဟာဒါပထမဆုံးအကြိမ်လို့ဆိုရမှာပါအရင်ကကရှင်ကယင်နီနဲ့ကယင်နီဘက်မှာရဟယင်တွေကိုပြစ်ချနိုင်ခဲ့တာဟာ wifi နဲ့ fn စစ်လို့လက်နက်တွေနဲ့ပြစ်ချခဲ့တာပါဒုံးနဲ့တိုက်ခိုက်ခဲ့တာတော့ဒါပထမဆုံးပါဒီတိုက်ခိုက်မှုဟာ wifi နဲ့လက်လမ်းမမီတဲ့နေရာတွေညီဝင်းအရာပြစ်ဖို့မမြင်ရတဲ့မြေပြင်ကနေရဟယင်တွေကိုဝင်တိုက်ဖို့အတွက်ရှိပြီးအောင်မြင်မှုတစ်ခုလို့ဆိုလဲမမှားပါဘူး တန်ကြီးကြီးလေရင်ပြပခုံးတန်းတွေစစ်တပ်နဲ့ကြီးတွေမပိုင်ဆိုင်တဲ့ဒေါ်လာရေးအဖွဲ့တွေအတွက်စစ်ကောင်စီရဲ့လေရင်တွေကိုဖျက်ဆီးဖို့ညှိမျိုးစုံနဲ့စူးစမ်းနေကြပါတယ်။ဒေတာအစီအစဉ်စကန်တွေကိုတရားခုမမရှော့တိုက်တုံးတွေနဲ့ပြစ်ခတ်ထားနိုင်ပြန်ရင်ဟဲ့ရင်တွေကို Wi-Fi တွေနဲ့ပစ်ထားဟာဒေါ်လာရေးကာလတချောင်းလုံးလုံးဆောင်တာဟာတိတ်မဆန်းတော့ပေမဲ့ဒီနောက်ဆုံးတိုက်ခိုက်မှုလို့ဆွေးရမယ်အနိုင်ပြန်ရဟတ်ရင်ကိုဒုံးနဲ့ဝင်းအောင်တိုက်ခိုက်ခဲ့တာကတော့တိုက်ခိုက်မှုပုံစံအစ်စ်လို့ပြောရမှာပါ ီလိုတိုက်ခတ်မှုမျိုးလိုကိုသာသေချာလေ့ကျင့်ထားရင်ဒီခိုက်မှုနဲလေ short တုံးနဲ့ပစ်တာ point point နဲ့ပစ်တာထက်ပုံမထျောက်ပြီးစစ်ကောင်စီရဲ့ထောက်ပို့ရဟရင်တွေကိုပုံမပစ်ဆက်နိုင်ပါလိမ့်မယ်နောက်တစ်ချက်ကကုန်ကျစရိတ်တက်တာတာပါတရက်ကိုမမ short တုံးတစ်စင်းထက် FWB ဒုံးတစ်စင်းရဲ့တန်ကြီးဟာပုံမကုန်ကျစရိတ်တက်တာပါတယ်ရင်ဝင်းရှင်းချင်းနဲ့တိတိကျကျတက်ခတ်ဖြည့်ဆည်းနိုင်စွမ်းလည်းရှိပါတယ်တော်လိုင်းလင်းတဲ့ကာလအတွင်းရရှိလာချိန်မှာတော့စစ်ကောင်စီဟာ ိုင်ငံတဝန်းလုံးကသူတို့ရဲ့ရှီရန်စစ်ကန်တွေကိုရေပြင်ထောက်ဖို့ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူးသူတို့ရဲ့အဓိကအားထားရထောက်ဖို့လမ်းကြောင်းဟာလေကြောင်းကပဲထောက်ဖို့နိုင်တော့ဒါပါအဆိုပါလေကြောင်းနဲ့ထောက်ပံ့ပေးမှုတွေကချင်းလျှောက်ရှင်းမှုနိုင်ခဲ့ရင်မြမຫນွေဦးတော်လိုင်းရဲ့အင်းချင်ညာဖြစ်လာနိုင်ကြောင်းပါခင်ဗျာ